အော်တိုဘာလ19ရက်နေ့ကျွန်တော်အော်ဟစ်သောနေ့တွင်နားထောင်တော်မူ၍စိတ်ဝိညာဉ်ထဲသို့ခွန်အားကိုတွင်သည်ဖြင့်အကျွန်ုပ်ကိုခိုင်မာစေတော်မူ၏ဆာလံကျမ်းအခန်းကြီး138အခန်းငယ်တောင်းဘောရင်တစ်ခါတည်းရန်တကိုယ်ရဲ့ဝမ်းနဲ့ကြည်ခွဲခြင်းကြောင့်တွေ့ရတတ်ပါတယ်မာရိနေမာသားတို့မှာအကိုဖြစ်သူလာဇရုကွယ်လွန်ခြင်းကြောင့်ဝမ်းနဲ့ကြည်ခွဲနေပြီးမာသားကသခင်ကိုယ်တော်ရှိတော်မူလျှင်ကျမ၏မောင်မသေးပါ ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7ခန်းငယ်27ကိုဆိုလေတယ်။တမန်ကျမ်းစာတွင်အတူဆုံးကျမ်းပိုင်မှာယေရှုသည်ညံ့ရီကြတော်မူ၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7ခန်းငယ်35ဖြစ်ပြီးသခင်ယေရှုသည်ကျွန်တော်တို့ကြုံတွေ့ရသောဝမ်းနည်းပူဆွေးမှုကိုအတူခံစားခြင်းဖြစ်ပါတယ်။သခင်ယေရှုနှင့်ထိတွေ့တရှိပြီးနောက်ကျွန်တော်တို့အနေဖြင့်ဒုက္ခမျိုးမျိုးနှင့်ဝမ်းနည်းပူဆွေးမှုတို့မှကင်းလွတ်ခွင့်ရမည်မဟုတ်ပဲညံ့ရီကြကောင်းကြရမည်ဖြစ်တော်လဲ။ ရှင်းပြရန်ခက်ခဲသည့်ဖော်မပြနိုင်သည့်ပျော်ရွှင်မှုကိုမလွဲမသွေခံစားရမည်ဖြစ်ပါသည်ထိုပျော်ရွှင်ကြည်နူးမှုမှာဘုရားသခင်ထံမှဖြစ်ပြီးတန်ရှင်သောဝိညာဉ်တော်အဖြစ်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်ကျွန်တော်တို့ကြုံတွေ့ရသည့်ပြဿနာများနာကျင်မှုများနှင့်မျက်ရည်များကြားတွင်တဘာဝမဟုတ်သည့်ဆွမ်းအဖြစ်ကြည်နူးမှုကိုကြုံတွေ့ရမည်ဖြစ်ပါသည်ယနေ့အတွက်ဆုတောင်းခြင်းချစ်ခင်ရတဲ့သခင်ယေရှုရဲ့နှစ်သိမ့်မှုဟာဝမ်းနည်းပူဆွေးနေတဲ့ မောင်မိုက်တဲ့ကာလမှာမျောလင့်ချက်အလေးနံကိုရရှိစေပါရယ်အာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြတ်တမ်းရက်ခံလိုပါရယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ